်အင်္ဂလာပါကျွန်တော်ရဲ့တတိယဖိုင်အနေနဲ့အာပြပေးချင်တာရှိပါတယ်နောက်ကကြည့်အောင်မြတ်အာတန်ဆရာကြီးတွေတော့ကြိုးတော့ဗျာကျွန်တော်ဆရာကြီးတွေအတွက်ကြည့်ရတော့မဟုတ်ပါဘူးကျွန်တော်တို့ဝါနာဝါနာရှင်တွေအတွက်ပါဝါနာဒေလီအတွက်ပါအာလုံးပိုင်းလေးပေါ့ဒီကလုံးပိုင်းလေးနဲ့ ာပြီးမှဖြစ်ပါတယ်1983ခုနှစ်မြောက်1983ခုနှစ်မှာ611ဆိုရင်ကနေကြပြရနဲ့ဒီ611ဒီပေါင်းချင်းဗရိတ်ကတူရဲ့နောက်တစ်နှစ်ချာမှာတူရဲ့ဇောင်းမှာပဲတပင်ချာဇောင်းမှာပဲရှစ်ထိတ်ဆိုပြီးတော့ခြာပြီးရဲ611ရှစ်ဗရိတ်မှာထိတ်ခြာပြီးရဲဆိုတော့နောက်တူရဲ့နောက်မှာ ဒီအနေ3 4 5 6 9 10ပင်မြောက်မှာ10ပင်မြောက်ထောင်ကွက်ကိုတက်တခုနဲ့မှာမား9လေးတက်ဆိုပြီးတော့ဒါဒုံညာပြိချပြီးတယ်သူ့ရဲ့ဆောင်းတနေ့ချာမှာမားဒုံညာထိတ်ဆိုပြီးချပြီးတယ်ဒီရပရိကဒီမှာထိတ်ချပြီးတယ်ဆိုတော့နောက်သူ့ရဲ့ပင်ချာတူမှာပဲဒီနေ3 4 5 6 9မှာ10မှာ3 4 5 6 9 မာ dip rate ချပေးတယ် dip rate 2ရဲ့ဇောင်းမှာဒီမှာ dip rate ဆိုပြီးချပေးတယ်ဒါအကျဉ်းကြီးပဲမြဆိုတော့နောက်2ရဲ့မှာ2 3 4 5 6 9 10မှာ10ပင်မြောက်10ပင်မြောက်မှာ10ပင်မြောက်2009ခုနှစ်669ันဆိုပြီးတော့ကျကြကွန်မှာကိုဘရိတ်ဆိုချပေးတယ်ကိုဘရိတ်ကတူရဲ့တပင်ချာမှာဒီမှာထိတ်စည်းနေနဲ့ချပေးတယ်ကိုထိတ်ချပေးတယ် လူရဲ့ပင်ချာကွက်ဒီမှာပဲ1 2 3 4 5 6 9 8တဲ8ပင်ချာမြောက်မှာပဲ2015ခုနှစ်မှာဒါနှစ်တတဆိုပြီးတော့၄ပရိတ်ချပြတယ်၄ပရိတ်ကသူ့ရဲ့ဆောင်းမှာတပင်ချာမှာ၄ထိပ်ဆိုပြီးတော့ချပြတယ်အခုကျွန်တော်တို့2025ခုနှစ်ကျွန်တော်8ပင်ချာမြောက်မှာပဲဒီမှာတုံညာကိုခွန်ဆိုပြီးတော့ချပြတယ်တုံညာကိုခွန်ဆိုတော့6ပရိတ်6ပရိတ်ကဒီမှာ6ထိပ်အနေနဲ့များချပေးရမလားပေါ့ဗျာဒီမှာ6ထိပ် 6ထိပ်အနေနဲ့ချပေးမလားဒါစောင့်ကြည့်မှာလို့ဗျာဒါထိပ်စီး6ရပြီဆိုတော့ကျွန်တော်မင်းမင်းပြောလိုက်မယ်ဗျာကျွန်တော်ဒီလိုထိပ်ရပြီဆိုတော့ကျွန်တော်အပိတ်လေးရပြီမြန်အပိတ်ကအပိတ်က2019ခုနှစ်ကခွန်6ခွန်တောင်ဗျာခွန်6ခွန်မှာခွန်6နောက်လုံးပေါင်းခြင်းဟာဒီနောက်တုံးလုံးဇောင်းတုံးနောက်တုံးလုံးပေါင်းခြင်းပြိတ်နဲ့ညီရမယ်ဗျာ ဝင်6ဆိုတော့3 3ဆိုတော့နောက်သုံးလုံးပေါင်းခြင်းပရိက3 6နှစ်ပေါင်းခြင်းပရိက2ဖြစ်တဲ့အတွက်3ဖြစ်တဲ့အတွက်မှရေဗျာဒုတိယကအနေနဲ့ဒီရဲ့ဆောင်တော့နှစ်နှစ်မှာပဲမှ96ခွန်ဆိုပြီးချပေးတယ်နောက်သုံးလုံးပေါင်းခြင်းကနောက်နှလုံးပေါင်းခြင်းက3ဖြစ်တယ်ဒီမှာဆောင်သုံးလုံးပေါင်းခြင်းက6နှစ်နှစ်ဆိုရင်တော့3ဖြစ်တယ်3 3ခြင်း okay နောက်နောက်တစ်ပင်ကြမှာ ဒါအချိန်ကြီးကွက်တိလိုက်ပဲဗျအချိန်ရဲကွက်နေလိုက်ပဲကျွန်တော်ထုလို့ရင်းပြတော့ဦးနှစ်6တည်းဒီမှာတောင်လုံးပေါင်းခြင်းကခွန်ဖြစ်တဲ့ကြကြောင့်ဒီမှာနှစ်5 3ညဆိုတော့ပေါင်းခြင်း3ညပေါင်းခြင်းခွန်ဒီတော့ညီလေဗျနောက်တပင်ဂျေဒူမှာပဲဒီမှာ669ဆိုရင်ကြောင့်ဒီမှာတောင်လုံးပေါင်းခြင်းက5ဒီမှာဆောင်နောက်ပိတ်တောင်လုံးပေါင်းခြင်းကခွန်6နှစ်ဆိုတော့5ဒါပေါင်းခြင်းညီလေပေါ့ဗျာ ခုလာမယ့်ချိန်ကျွန်တော်ဒီလာမယ့်ချိန်ဒီမှာဒုံညာကိုခွန်ဆိုခြင်းကြောင့်ဒုံညာကိုခွန်ဆိုခြင်းကြောင့်ဒီမှာကိုခွန်ဆိုတော့ပေါင်းခြင်း6ပေါင်းခြင်း6ဆိုတော့နောက်တုံးလုံးပေါင်းခြင်းက6ဖြစ်လေဗျာဒီမှာ6 8ဆိုတော့14ဖြစ်သွားပြီ6 8 14ဆိုတော့6ဖြစ်ဖို့အတွက်1ပဲထပ်ပေါင်းရမယ်အဲ့တော့ဒီမှာ1ပဲရိုက်ပေါ့ဗျာ6 6ထည့်ရဲ့1ပဲရဲ့ဒါ6ထည့်1ပဲရပြီဗျာ နောက်ထပ်ခါလိုင်းလေးကကျွန်တော်ခါလိုင်းလေးကြည့်အောင်မယ်ခါလိုင်းလေးက2015ခုနှစ်ကဒီမှာဒီနောက်နှလုံးပေါင်းခြင်းက95ဒီနောက်နှလုံးပေါင်းခြင်းကဒီခါတောင်းခါတုံးလုံးပေါင်းခြင်းနဲ့ညီတယ်ဗျာ ကကငါးကက်လောက်ရှိတယ်ဆိုတော့ဒါပေးနိုင်ကြရာများလို့ကြောင်းကျွန်တော်ပြပေးခြင်းဖြစ်ပါတယ်ဆိုတော့နောက်လုံးပေါင်းချင်းကဒုံညဆိုရင်ကြောင်းဒီမှာ9နဲ့5ဆိုရင်ကြောင်းဒီမှာဒုံညဒုံညဒုံညโอเคနောက်ဒုတိယကက်အနေနဲ့ဒီမှာဒုတိယမြောက်ကတပင်ချာမှာပဲ9 6ဆိုရင်ကြောင်းနောက်လုံးပေါင်းချင်းက9သူ့ရဲ့ဆောင်းမှာပဲသူ့ရဲ့ဆောင်းခွန်းခွန်း6 နည်းဆိုခြင်းကြောင့်ဒီမှာငါဒီမှာလဲပေါင်းခြင်းငါဒီမှာလဲနှလုံးပေါင်းခြင်းငါညီလေးပါဆိုတော့နောက်တတိယကံဤနဲ့9နှစ်လေးဆိုခြင်းကြောင့်နှလုံးပေါင်းခြင်းငါ6ဒီကဆောင်းဒုံလုံးပေါင်းခြင်းဆောင်းမှာရှိတဲ့ခါခါအထောင်ဒုံလုံးပေါင်းခြင်းကလည်း6ဖြစ်ရမယ်ဆိုတော့ခွန်3 6ဒီမှာလည်း6ဒီမှာလည်း6ဆိုโอเคနောက်တတတိယကစရုပ်ရကံဤနဲ့ဒီမှာ2 3 5ဆိုရင်ကြောင့်နှလုံးပေါင်းခြင်းက8 ၈ဆိုတော့သူ့ရဲ့ဇောင်းမှာပဲခါတုံးလုံးပေါင်းခြင်းက၈ဖြစ်ရမယ်ဆိုတော့၄၅၉ဆိုရင်ကြောင့်ပေါင်းခြင်းရ၈နောက်လုံးပေါင်းခြင်းခါခါထောင်ပေါင်းခြင်း၉မှာခါထောင်ပေါင်းခြင်း၈ဒီမှာလည်း၈ဆိုတော့ okay ရပြီခုလာမယ်ကျွန်တော်တို့ချိန်အတွက်သူ့ရဲ့တပင်ချာခွန်၅ခွန်ဆိုခြင်းကြောင့်နောက်လုံးပေါင်းခြင်းက၂နောက်လုံးပေါင်းခြင်း၂ဆိုတော့ဒီထောင်တုံးလုံးပေါင်းခြင်းကလည်း၂ဖြစ်ရမယ် ဆိုတော့99ဆိုတော့18 18ဆိုတော့18ကိုနှိဖြစ်ဖို့အတွက်တော့4ပဲထပ်ပေါင်းအောင်အဲ့တော့4ခါပေါ့ဗျာ99 4ဆိုတော့ဒါကလေး99 4ပေါင်းမှနှိရမှာဆိုတော့အာ4ခါရရောဗျာ4ခါရေလီခါရေလီခါရေ6ထည့်ရေ2ပြည့်ရေဆိုတော့တကွက်ပြည့်ရအမြ ဒါ20ကြိမ်6ထိပ်4ခါ2ပိတ်ပေါ့ဒါတဲတဲကွရရဗျာဒါမိတ်ဆွေတို့အနေနဲ့စင်ပြေတော့တော့ကြပါဗျာကျွန်တော်တော့ဒါကျွန်တော်ကြိုက်ပြီလို့ဒါပြန်ပြပေးခြင်းဖြစ်ပါတယ် အာဆရာကြီးတွေတော့ကြောတော့ပါဗျာဆရာကြီးတွေတော့မဟုတ်ပါဘူးကျွန်တော်တို့ဒါဝါနာရှင်တို့လေးလာနေတဲ့တူတော်ပဲဖြစ်ပါတယ်အာကံကောင်းကြပါသေးဗျာပေးကြပါသေးပေါတိဖြစ်ပါသေးရဟုတ်ကဲ့ကျွန်တော် channel လေးကိုလည်း subscribe လုပ်ခဲ့ကြပါဦးဟုတ်ကဲ့ကျေးဇူးပါဗျာအာမေဆွေတို့မှာဒါဒီတည်းမှာကြည့်တဲ့လူတွေလည်းကျွန်တော်တို့တည်တဲ့လူတွေအများကြီးပါပါတယ်အာမေဆွေတို့ကြိုက်တဲ့ကဏ္ဍလေးကိုလည်းကျွန်တော်ကောမမှာ ရေးပြီးခဲ့လို့ရပါတယ် ဟုတ်ကဲ့ကျေးဇူးပါဗျာကံကောင်းကြပါသည်